တော်ကောပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီစီဇန်ကတော့ Wines Back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးထားပါတယ်ပြည်သက်တွေကဘောလုံးအားကစားနည်းနဲ့ရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားစုံလင်တဲ့ဈေးကွက်တွေနောက်ထပ်တာ Out Academy ရှိတဲ့ Mount Ready နဲ့ရင်ခုန်ခြင်းနဲ့ဆိုရင်တော့ Wines Back ကို download လုပ်ပြီးမှ Soccer House Promo Code နဲ့အတူအကောင့်ဖွင့်ကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့မြန်မာငွေကို bonus အစီအစဉ် ရယူနိုင်တယ်ဆိုတဲ့အကြောင်းလေးလည်းသတင်းကောင်းပါချင်ပါတယ်တခြားအားကစားနည်းတွေဖြင့်ဒါစိုက်ဘာဂိမ်းတွေကနေတစ်ဆင့်အခါအားလျော်စွာ promotion တွေပေးပြီးမှ bonus တွေရယူနိုင်တယ်ဆိုတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ် promo code ကိုတော့ဒီ video ရဲ့ comment box မှာလည်းဒါကြည့်ရှုနိုင်ပါတယ်ခင်ဗျာစကားပြေတဲ့များအားလုံးပဲမင်္ဂလာပါဒီတစ်ပတ် season မှာတော့ကျွန်တော်တို့ဒီနီးပြကူရူကြီးနှစ်ယောက်ဖြစ်တဲ့ကွာယူလာနဲ့ club တော့သူတို့စတင်ခဲ့တဲ့ pressing တွေပေါ့နော်အဲ့တော့ tiki taka ဘက်က pressing နဲ့ clock ရဲ့ gegen pressing ပါကွာဟာတလဲဆိုတဲ့အကြောင်းကိုကျွန်တော်စီတူနဲ့အတူဆရာနေနွယ်ငင်းညံကသုံးသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအကိုမင်္ဂလာပါခင်ဗျမင်္ဂလာပါညီလေးအေးဟုတ်ကိုဒီဒီနေ့ခင်ဗျာ pressing ကအရန်အရေးပါတယ်ပေါ့နော်အရန်ဟိုကျွန်တော်တို့ကိုယ်ရည်နဲ့တန်းတူတော့အခန့်ကဏ္ဍအတူတူလိုမျိုးစကားရဲ့ထည့်သွင်းပြောကြားနေရတယ်ပေါ့လေအဲ့တော့ ဒီ pressing kick ကဒီ modern ball လုံးနဲ့စတင်ပြီးတော့ပေါ်လာပေါ့နော်ပေါ်လာတဲ့အချိန်မှာဒီ Guardiola တို့ club တို့ကျွန်တော်စပြီးတော့ဟိုကျယ်ကျယ်ပြန့်ပြန့်မြင်တွေ့ရတယ် tiki taka မှာလည်း pressing အဲဒီကြီးမားတဲ့ pressing အခက်ခဲတာတွေပါဝင်ခဲ့တယ်ပေါ့နော်ခေကန် pressing ကတော့အလုံးသိပြီးသားပေါ့လေအခုအဲ့တော့ဒီနှစ်ခုကြားမှာ kwa charge တွေရှိရှိနေတယ်ပေါ့နော်အဲ့တော့အဲ့ဟာကြီးနဲ့ပတ်သက်ပြီးတော့ အဲ့ဒီကျွန်တော်ဒီအပိုင်းမှာဒီဆွေးနွေးသွားကြမယ်ဗောလေဟိုအဲ့တော့အဲ့ topic နဲ့ပတ်သက်ပြီးတော့အခုဘယ်အကြောင်းကနေစတင်ပြီးတော့ဟိုဆွေးနွေးကြပါသလဲခင်ဗျအဲတီဂီတာကဆိုရခစ်မှာဗောနော်အကိုရောကအဲ့ဒီအချိန်ဆို journalist လောက်တက်လက်တော်တော်များနေပြီဗောနော်ဟုတ်ကောအဲ့ဒီအဲ့ဒီခစ်မှာတီဂီတာကဆိုတက်ခစမ်းတဲ့ခစ်မှာဟိုဖတ်ကွာရီယိုလာနီးပြဖြစ်လာတယ်ဗောနီးပြဖြစ်လာတဲ့အချိန်မှာ ဘိုင်းလေးဆိုတဲ့ခံစားမှုမျိုးကိုတကယ်တကယ်ကိုရခဲ့တာအဲ့အဲ့အဲ့အလေးကလည်းစပြောခြင်းလားဟုတ်ကဲ့ဘာလို့အဲ့ရနေစပြောခြင်းလဲဆိုတော့ဘလုံးအတင်းတတင်းနဲ့တတင်းအားပြိုင်ရတယ်ဆိုတော့ဟိုလှုပ်ရှားမှုကအရင်တော့ကအရင်တော့ဘလို့ပြောလဲဆိုတော့ဟန်ချက်ညီတယ်အခုအခုဆိုလိုတာကဒီမှာဒီလိုမျိုးဒီမှာဒီအသေးနှစ်သိန်းရှိတယ်ပေါ့နော်ဟုတ်ကဲ့အသေးနှစ်သိန်းကဒီလိုဒီလိုမျိုးသွားတာနော်တတင်းကတိုက်တယ်တတင်းကဆုတ်တယ်တတင်းကတိုက်တတင်းကဆုတ်တယ် အဲ့ပုံစံသွားတာသူကသူအသိကောင်းကောင်းစိုးစိုးညံ့ညံ့ဟိုကမ္ဘာအကောင်းဆုံးအသိကနေအောက်ခြေအထိဒီဒီလိုပုံစံမျိုးသွားတာအဲ့တော့ဒီအသိကပူကောင်းနေဆိုရင်တော့ဒီဘောလုံးကဒီဘက်မှာများနေမှာပေါ့သူကတစ်ချက်တစ်ချက်ပဲလာမယ်ဆိုတော့ဒါပေမဲ့အဲ့ပုံစံသွားတာနေတော့ top guardiola မတိုင်ငင်ကလေးကလည်းဘာစလိုနာကကစားတာ French racket လက်ထက်မှာကအရန်လာတယ်ကိုတို့တော့အတိမပြူတယ်အရန်ညှော်တယ်ကိုင်းလည်းကိုလုံးဝစုံမထားနိုင်တယ် ါပေမဲ့ Pep Guardiola မှာအခုထူးဆန်းတာကိုစတွေးရတာဗာလဲဆိုတော့ Pep ရဲ့ကစားသမားတွေကအနောက်ကိုပြန်မစေးမနဲ့ဘောလုံးပြတ်သွားပြီဆိုဝိုင်းအောင်ပြီးလိုက်တော့အဲ့တော့ကဒါရိုင်းရိုင်းပြောရရင်တော့လူတွေကလည်းအဲ့အဲ့ကမှကြည်နေတဲ့သူတွေကလည်းဘလို့သုံးသက်လဲဆိုတော့ဘလို့ပြောကြလဲဆိုတော့ခွေးယူတွေလိုပဲခွေးခွေးလိုက်ဆွဲနေတယ်လို့ပါလို့ဘာစလုံးတော့မုန်းတဲ့သူတွေကအဲ့လိုပြောကြတယ်ချစ်တဲ့သူတွေအတွက်ကြတော့လဲဘာစလုံးတော့ချစ်တဲ့သူတွေအတွက် သို့မဟုတ်ဒီခြေတမုံတော့မရှိပဲနဲ့ဒီဟာကိုပဲဒီဘောလုံးကိုပဲစိတ်ဝင်စားလို့ဒီအတော့ကြတော့တော်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 ကိုဒါကြီးကဖူးဖူးဆန်းဆန်းဖြစ်ခဲ့ဘူးလေအခုအချိန်မှာ pressing တက်လို့တယ်ဆိုတာကခမင်းစားရေတော့ကိစ္စဖြစ်သွားပြီမြင်နော်အခုတို့ဥမာပြင်ဆိုအခုဒီဟိုကောင်လေး Chelsea ကလေယံဒီလပ်ရဲ့အဖေဟို Rory Delap လက်ပြဘော်ကြီးတွေမြောက်တုံးလာတယ်ဟိုထူးထူးဆန်းဆန်းဖြစ်တယ်ဟုတ်ကဲ့အခုဆိုအဲ့ဒါမထူးဆန်းတော့ဘူး ဆိုတော့အဲ့လိုမျိုးဖားအဲ့ဒီဟာကိုလောက်တုံးကကျတော့အခုအရန်ထူးဆန်းနေတာအဲ့တော့နောက်ပိုင်းကျတော့ဒါဘာလောက်တာလဲဆိုတော့ press တက်လောက်တာပေါ့နော်နော် press တက်လောက်တာပေါ့ခါကြီးကဒီအရာကို pressing လုပ်တယ် pressing gain ဆိုတဲ့အရာတကယ်တော့အဲ့ရန်စားတာပဲအဲ့မတိုင်ခင်မှာလဲရှိကောင်းရှိမယ်လိုအပ်ချက်အရာပဲရှိမယ်ရည်ရွယ်ချက်နဲ့ရည်ရွယ်ချက်အရာလောက်တာမဟုတ်ဆိုတော့ pressing နဲ့ပတ်သက်ရင် အကိုတို့ကိုစာယူမိတ်ဆက်ပြီးတော့တစ်ကဘာလုံးကိုတိအောင်စာလုပ်ခဲ့တာဖတ်ပါရီယိုလာပဲဒါပေမဲ့ pressing နဲ့ပတ်သက်ရင်အဲ့လိုပဲအကိုတို့ဟိုတစ်ဖက်မှာလည်းလေးလာလိုက်စားကြတဲ့သူတွေဆိုရင်အပေါ်ရင်လေးလာလိုက်စားရင်တိရဒီမှာတဲ့ German School တို့ Rough Runner တို့ကပိုင်ယိုနီယာတွေပေါ့နော် ရှိပေမဲ့တကယ်တမ်း pressing နဲ့ပတ်သက်ရင်အကိုတို့နောက်နှစ်ပေါင်းထောင်ပေါင်းချီပြီးတော့ဒီထိတ်ဆုံးမှာရက်တီမဲ့နာမည်ကဖတ်မဟုတ်ဘူး clock ဖြစ်တယ် clock ရဲ့ gigant present ဆိုတော့ ticket ကရဲ့ present clock ရဲ့ gigant present ဘလို့ require တာလဲပြီးတော့ဘာကြောင့် present နဲ့ပတ်သက်ရင်ဖဖနာမည်ထွက်ပဲနဲ့ clock ကနာမည်ထွက်တာလေဆိုတော့အဲ့ဒီဟောအဓိကပြောကြတာဟုတ်ကဲ့ဟိုအဲအဲ့တော့အကိုဒီဖပ်ပြဲ present အကြောင်းလေးကျွန်တော်စပြီးတော့ဟိုသိကျင်သွားတယ်ပေါ့နော်အကိုဖပ်ပြဲ present ကဘယ်လိုမျိုးဟိုလောက်တာလဲပေါ့လေအကိုအဲပြီးတော့ဒီဘယ်လိုမျိုး ဒီကွာဂျူလာနဲ့ sorry club နဲ့ရှင်လိုက်တဲ့အခါမှာကျွန်တော်တို့ဘာများပို့ပြီးတော့ထူးထူးကြနိုင်မလဲကိုဘာပို့ပြီးထူးကြမလဲဆိုတော့အခုအထင်တော့အကြံပြုလို့နောက်လူตาတာလားတော့မသိဘူးကွာဒါတော့အခုလည်းမပြောတတ်ဘူးကွာနော်ဟို club ကနည်းနည်းနောက်ကျတာ哦ဟုတ်ကဲ့ဒါပေမဲ့ pop လို့တဲ့အချိန်မှာတော့အဲ့ဒီအရာကြီးကိုအကိုတော့တကယ်စုံဦးတီထွင်တူဦးဖန်တီးလိုက်တဲ့အရာတခုလို့အကိုတို့မြင်ခဲ့ရတာအမှန်ပဲ ဒါပေမဲ့အခုအချိန်မှာပေါ့နော်အခုအချိန်မှာအခုတို့2025ရောက်တဲ့အချိန်မှာအဲ့ဒီဖလုတ်ခဲ့တဲ့ခုနှစ်တွေပေါ့နော်နှစ်ကာလတွေပြီးတော့ဒီ club ရဲ့ဒီ Dortmund ကနေစပြီး Liverpool ပြေးပြီးလုတ်ခဲ့တဲ့အရာတွေပေါ့အခုတို့ပြန်ပြီးကြည့်လိုက်တဲ့အခါတော့ထင်းထင်းရှားရှားကြီးကွဲထွက်သွားတယ်။အော်ဒါအကြောင်း club ဟာဒီနေရာအတွက်တကယ်ဟိုအဓိပတိနေရာမှာသူပြူနိုင်ခဲ့တာလို့ဆိုတာအဓိကတော့သဘောထားပြောင်းခြင်းနဲ့သဘောထားတဲမှခြင်း အခုပြောခြင်းလေဟုတ်အော်ဒေါ်လာပြောပြောင်းခြင်းနဲ့ဒေါ်လာတင်းမှခြင်းဆိုတာကသူတို့မှာကဟိုကိုအိုင်ယိုလော်ဂျီကတူတယ်ဒါအခုဒါဒီပြနှုတ်ကိုရှင်းပြီးပြောရမယ်နော်ပြီးတော့ငါအိုက်ထက်ကနေလို့ဟိုမေ့ကျင်လာရှိဖောင်းလေဒီမှာနှုတ်ကိုရှင်းပြီးပြောတဲ့အခါမှာ puppet ideology ဟာပါလေဘလုံးပြက်ရင်သက်ရင်ပြန်လို့တယ်အဲ့ခေတ်မှာ club ရဲ့ ideology ကပါလေ ဘောလုံးပြက်ရင်ချက်ချင်းပြန်လို့တယ်အဲ့ဒီအပိုင်းအထိအတူတူပဲပင်မအကြီးကအတူတူပဲပင်မအဆောက်အဦကအတူတူပဲဒါပေမဲ့တကယ် interior ဒီ decoration အပိုင်းမှာကွာလာပြီတပြည့်ကွာလာပြီဓမ္မကွာလို့ဆိုဘပြက်ရွယ်ချက်ဟာဘပဟာဟိုအရင်အဲ့ဒီအပိုင်းမှာပေါ့နော်အဲ့ဒီအပိုင်းအပေါ်မှာအရင်ယုံကြည်မှုမရှိတာလည်းဖြစ်နိုင်တယ်သတိကြီးတာလည်းဖြစ်နိုင်တယ်သူ့ရဲ့ရွယ်ချက်ကဘမရက်သွားလဲဆိုတော့ counter attack ကိုပြန်မမိပုံမှာရက်သွားတယ်။ counter damage ကိုပြန်မခံရဘူးမှာတော့ရက်သွားတယ်။ဘောလုံးဆုံးရှုံးရင်ချက်ချင်း ပြန်လူဖို့စူးစမ်းခြင်းဟာကိုယ်အသင်းကိုကိုယ်ပြန်မပေးရဘူး။ counter attack ပြန်မလုပ်အလုံးမခံရဘူး။ဆိုတော့အဲ့မှာဟိုဟာစီသူတို့ကြောင့်ငယ်ဦးမယ်။တတိထားပြီးတော့ပြန်အဲ့ခက်ကပွဲဟောင်းနေပြန်ရှာခြင်းဘာတွေ့ရမလဲဆိုတော့ pub ရဲ့ pressing ဟာ ကိုယ့်အသင်းတော့ဘောလုံးပြတ်သွားပြီအိုက်စစ်ဆုံးမှာခတ်ဒီခံစစ်အသင်းကဘောလုံးကိုလုလိုက်ပြီး interception လုလိုက်ပြီးအစားဖြစ်တဲ့ဖြင့်ဘောလုံးရသွားပြီဆိုတဲ့အနေအထားမှာ1 pass လိုက်ဖြည်တယ်2 pass ဖြည်တယ်3 pass လိုက်ဖြည်တယ်4 pass လိုက်ဖြည်တယ်အချိန်တခုရသွားပြီအနောက်မှာအနောက်မှာကြံနေတဲ့အိုက်တိုက်စစ်တုံမမဟုတ်တဲ့သူတွေကကိုယ့်နေရာကိုပြန်ရောက်သွားပြီဆိုရင်အဲ့ဒီသူတွေအခုပြန်ပြေးစင်းတယ်ဆက်မလိုက်တော့သူတို့ရည်ရွယ်ချက်ကဒုံးဆို ကောင်းတာပြန်မမိဖို့အတွက်ရည်ရတာဖြစ်လို့ခံစစ် line ကိုကိုတိုင်ပဲအသိရဲ့ဒီပေးပေးရင်းနဲ့သူတို့အဖြစ်ခံရတဲ့အချိန်မှာအဲ့တိုင်ပဲအသိဟာဒုံးဆိုကန်တင်နာမျိုးဒုံးမဟုတ်ကိုဒီစနေဘက်ဒီအထီကိုသွားအထီဘောလုံးတွေကိုဘလုံးမတင်မရတော့နောက်ကိုပေးပေးရောက်သွားပြီဆိုရင်သူတို့အားရည်ရချက်ကအောင်မြင်သွားပြီဖတ်ဖတ်ပြ Browsing ဟာအခအများသောအဖြစ်ဟာ 4 pass 5 pass တော့ပြိုင်ဘက်ကပေးနိုင်ပြီဆိုတဲ့အနေအထားအဲ့ပေးနိုင်ပြီဆိုတဲ့အနေအထားဟာလေကို့အသင်းကိုကို့ဘက်ကွင်းဘက်အချမ်းကိုတိုက်ရိုက်ထိုးနှက်တာမျိုးမဟုတ်ဘူးဆိုရင်သူတို့ပြန်ပြေးဆင်းသွားပြီသူတို့ကအဲ့တော့သူကအဲ့မှာရင်ရက်သွားတယ်နောက်တစ်မျိုးအသားနီလန်တက်ပေါ့နော်နောက်ထပ်နီလန်နှစ်ကပါလဲဆိုတော့ tactical foul ဆိုတဲ့အတုံးအနှုံးအဲ့ကာလတွေမှာအရေးကြီးတာက ကိုတိုက်ဆက်စင်နေချင်းဘောလုံးပြတ်သွားရင်အဲ့ play ကပြန်မဲ့ခြေထဲမှာဘောလုံးထားပြီးတော့ play ပြန်အလုံးမခံတော့အဲ့ play ရက်သွားဖို့အဓိကပဲအဲ့အခါမှာဘာလုပ်လဲဆိုတော့ tactical form soft form တွေ့နေကွင်းလေတိုင်းကရွှေဆို whistle ကိုမှုတ်လိုက်ပြီဆိုရင်ရပြီအဲ့ဆိုကိုကိုလိုချင်တဲ့ setting ကိုပြန်ဆမယ်ပြန်ဆင်းပြေးမယ်ပြန်ဆင်းပြေးပြီးတော့ပြန်တီဆောက်ပြန်ထိုင်လိုက်မယ်နောက်မှအထိုင်ချလိုက်မယ် ။နောက်ပြန်ပြကအဲ့ကျ AC ဘောလုံးကကိုလည်း AC ဖြတ်ရင်းနဲ့ကိုချီတဲ့ဘောလုံးရောက်ပြီဆိုစိတ်ကြိုက်ပြန်တိုက်တိုက်ပြီးတော့ပိုက်စစ်ဆင်လာ။ဆိုတော့လောလောပြောရရင်အခုကဘယ်လိုသွားလဲဆိုတော့သဘောထားပြောင်းပြောင်းတဲ့ဘက်ကိုသွားတယ်။သဘောထားပြောင်းပြောင်းတယ်။အဲ့ဒါနဲ့ပတ်သက်ရင် pressing တက်လို့ချင်းရဲ့အန်နီမာဂျီမန်ချက်ကကိုပြန်မခံဘူးပဲ။ဆိုတော့အဲ့ဒီမှာအခုကဒီ Pep Guardiola ရဲ့ Barcelona အတင်အခုအမြဲပြောတယ်ကိုးတွေတွန်းတော့ပဲလူတွေပြောကြတယ်။ပေးဖို့အရန်နေတာကိုလူတွေသိမထားမိကြအောင် ။ဘာကြောင့်ဘေးကိုနေတယ်လဲဆိုတော့ဒါကြောင့်ဘေးကိုနေတယ်။သူတော့တွားပြီးထိတ်ဆက်တယ်။ဟုတ်ကဲ့။ဖပ်ပြ pressing ဟာဘေးကိုနေတယ်။ဘာကြောင့်ဘေးကိုနေလဲ။ဒီ pressing အပေါ်မှာသဘောထားပြော့ပြောင်းတယ်။သဘောထားပြော့ပြောင်းတာကိုဘယ်လိုပြတယ်လဲ။သူတို့ကနောက်ပြန်ဆင်ပြေဖို့တို့မို့ setting ပြန်ချဖို့အတွက်သူတို့ကရည်ရွယ်တယ်။အဲ့တော့နောက်ပြန်ပြေဖို့ setting ပြန်ချဖို့အတွက်ဒီရတဲ့အခါမှာဘာတွေလုပ်တယ်လဲဆို tactical form တွေလုပ်တယ်1 pass 2 pass 3 pass 4 pass ကိုပြန်ပြီးတော့အထိုင်ချလို့ရပြီဆိုပြန်ဆင်းပြေးပလိုက်တယ်ခွာပလိုက်တယ်ပြန်ပြန်ခွာပလိုက်တယ် ဟိုဘက်ကအသက်ရှူခွင့်ပြန်ပေးလိုက်ဟိုဘက်ကလည်းဟင်းဆိုစိတ်အေးသွားပြီးတော့အေးအေးဆေးပြန်တိဆောက်တဲ့ချိန်မှာကိုယ်ကလည်းတိဆောက်တဲ့ဆိုတဲ့စီကိုတွားတယ်နော်စီကအဲ့ဒီဟာတော့ပေါ့ဗျနော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အခုတို့ဒါဆိုအခု clock အကြောင်းပြောရင်အခုတော်တော်ရှင်းသွားပြီဟုတ် clock ရဲ့ကြီးရွယ်ချက်ကသဘောထားအရင်တင်းပါလေဒါကြောင့် clock ရဲ့ grand pricing ဟာကိုယ်တွေလည်းမတရားပြရတယ်ဟုတ်ကဲ့တော်လာတင်းပါလေသူ့ရဲ့ရည်ရွယ်ချက်ကစောစောပြောတယ်ဘောလုံးရရင်ချက်ချင်းပြန်လူဖို့ဆိုတဲ့အချက်မှာတူဝေမဲ့ မတူတာမတူတာဘာလဲဆိုတော့ကိုဘလုံးဆုံးရှုံးရင်ချက်ချင်းပြန်လုဆိုတာတူမယ်ဖာကကိုတိုက်စစ်စင်မခံပေါ့ကလော့ကထပ်ပြီးတော့တိုက်စစ်စင်ပေါ့ကလော့က attack attack ကိုပြန်လုပ်ဖို့ attack ကိုထပ်ပြီးတော့လုံမှာဆိုတော့သူရဲ့ pressing ဟာ1 pass 2 pass 3 pass 4 pass နဲ့လည်းမပြီးဘူး9 pass 10 pass နဲ့လည်းမပြီးဘူးအဆက်မပြတ်လိုက်ဖိအားပေးနေမှာပြန်ဆင်းပြေးဖို့ရည်ရွယ်ချက်မရှိဘူး ်တက်တဲ့ found နေမရှိဘူး clock ကအဲ့လိုမျိုး pressing line လုပ်တဲ့အချိန် found ဖြစ်ရင် clock အရန်စိတ်ဆိုးတယ် order hit တယ်တောင်းရမ်းတယ်ဆိုတော့အဲ့ဒါလေးကြောင့် found ဖြစ်သွားရင် player ရက်သွားပြီသူတို့ကဒီအခြေအနေကိုတိဆောက်ထားရတာပြန်ဖက်ကွင်းရဲ့အချမ်းမှာပြန်ဖက်ကဘောလုံးကိုအသေးစားပေးနေတဲ့အချိန်တက်လို့သွားလို့ fast break ဟာ over 10ဟာပြန်ဖက်ကိုးပေါက်ရှိမှာဆိုကိုးရောက်အရန်လွယ်သွားပြီအဲ့ဒီအနေထားကိုကစားသမား found သွားလို့ရင် clock ကအရန်ပေါက်ခွဲတာဆိုတော့အဲ့မှာဆန်းဆန်းဟိုဖြောင်းဖြောင်းကြီးဆန့်ကျင်ပြီ ဆက်ဆိုင်ရောမြင်တယ်ဆက်ဆိုင်ဆိုင်နေဘပ်ဂွာရီယိုလာကတယ်လီဂရဖောင်းတွေကိုလှုပ်ချင်တာကောကဖောင်းလို့ရင်စိတ်ဆိုးတယ်ဖောင်းလုံးဝအဖြစ်မခံဘူးပြီးတော့ဘပ်က4 best 5 best လောက်ညီငယ်ကိုကကိုလာပြီးတော့တမြန်တိုက်စစ်မထိုးဖောက်နိုင်တော့ဘူးဆိုရင်ဆင်းပြေးပြီမဟုတ်ဘူး9 10 best လည်းမရဘူးအဆင်ပြေတကယ် relentless pressure ကိုပေးတယ်အဲ့တော့ကိုကစားသမားတွေကပြိုင်ပြကွင်းမဲ့အချမ်းမှာလူတွေပုံများနေများစီ အများကြီးလူမျိုးစားကန်စစ်စုံလုံးဝကြီးမစားဘူးဒါကြောင့်အဲ့လိုမျိုးပြီးသဘောထားပြင်းထန်တဲ့အတွက်ဘေးကိုလည်းညားတယ်ဒါပေမဲ့သူကတကယ် pricing ကိုတကယ်ပြီး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 တကယ်ဒါကြောင့်လည်းတကယ် energy football သူ့အသင်းကကစားသမားတွေက high line ကြီးဒီ pop tag line တွေမြင့်နေအဆက်မပြတ် PR ပေးတယ်အဆက်မပြတ်ဒီ fast line second line third line PR zone တွေရှိတယ်ဆိုတော့ဒါဒါကြောင့်အဲဒါအဲ့နှစ်ခု꿰သွားလို့ပဲ pricing နဲ့ပတ်သက်ရင် clock က ဒါတကယ်ဟိုအတ္တိပိညာမှာရှိတာအဲဖောက်ကတော့သူ့ရည်ရွယ်ချက်ကိုက present မဟုတ်ဘူးသူ့ရည်ချက်က possession ဘောလုံးပိုင်မှုဘောလုံးကင်ထားပြီးတော့တိုက်စစ်ဆင်မှုတိုက်စစ်ဆင်ထားရင်လည်းတိုင်းတမြန်တိုက်စစ်ကိုသူမခံစားလို့မခံစားလို့တော့ရပြီဟိုကိုခံစစ်ညင်ပြီးပြန်ဆင်းပြီဆိုတော့ဘာစလိုနာလည်းတစ်ခါကြီးတော့ဝေါသူပေါက်ထွက်သွားတယ်အခုတော့မကြကနာမြင်ရတယ်ဆိုတော့အများအားလုံးတော့သူအလုပ်ဖြစ်နေမှာမဟုတ်ဘူးဟုတ်ကဲ့နော်ဒါပေမဲ့သူဟာ Liverpool sorry ဒီအထားပေါ် Dortmund နဲ့ Liverpool club ရဲ့ pressing ထက်စာရင်တော့သူအပေးကိုတော်တော်နေတယ်ဟုတ်ကဲ့ကိုအဲဒီ pressing နဲ့ပတ်သက်ပြီးတော့ဒါအဓိပတိအနေနဲ့ပို့ပြီးတော့အတိမတ်ပြုခံရတဲ့ club ပေါ့နော်အဲ့တော့သူသူစနစ်ကပေါ့နော်ခုနလိုမျိုးအဲဒီ Guardiola လိုမျိုးသူ defend လောက်ပေါ့နော် settle ဖြစ်ခြင်းလောက်မှာသူကမရက်ပဲနဲ့သူကပြန်တိုက်ခိုက်ဖို့ကြိုးစားတယ် energy လည်းအများကြီးတုံးရတယ်ပေါ့နော်အဲ့တော့အဲအဲဒီအဆင့်တစ်ဆင့်ပိုလာတဲ့အတော့ ီ club ရဲ့အသင်းတွေကဟိုဘယ်လိုပြောမလဲဘာဆက်လို့ရလဲပေါ့နော်ဘာဘာတွေထပ်ပြီးတော့ထပ်ပေါင်းထည့်ရလဲသူတို့ရဲ့ကန်စားဟန်မှာ Guardiola အသင်းနေနဲ့ကွဲပြားပြီးတော့ Guardiola အသင်းတွေကတော့ settle ဖြစ်သွားတယ် settle ဖြစ်တဲ့အနေအထားနဲ့သူတို့ position နဲ့သူတို့ပြန်ကစားမယ်ပေါ့ club ရဲ့အသင်းကတော့အဲ့ဒီအနေအထားကနေပဲပြန်ပြီးတော့ high turnover တွေပါပြန်လို့ရတာဖြစ်တဲ့အတွက်နောက်ထပ်အဲဒီဘာတွေထပ်ပေါင်းထည့်ရတယ်လဲကိုပါရီတာထပ်ပေါင်းထည့်ရလဲဆိုတော့တချို့အရာတွေရဲ့အခြေခံတွေကအဲ့ထက်အကုန်မြင်အခုဆို Paris Saint-Germain ကစားတဲ့အခါကျလို့ Sandry K ကဖွဲ့စားပြီးဆိုတာ ਨੇ territory လုပြီဟုတ်ကဲ့ဘောလုံးကိုထိုးဖောက်ဖို့လုံးမနေတော့ဘူးဒုံးစဟုတ်ပဲခွင်းကိုကန်ချပလိုက်ပြီလို့ဟုတ်အခုဒါအခုမြင်နေရပြီဟုတ်ကဲ့ဆိုတော့အရေးကြီးတာကအဲ့ဒီဒီဘောလုံးကွင်းဟာအနံအား sorry ဒီအလျားအဖြစ်ဆိုရင်မီတာ130ရှိရဆိုတာပေါ့အခုဘက်ကနေစပြီးတော့0ကနေပြီးတော့ဒီ10မီတာ line 20မီတာ line 30 40ဆိုရသွားတဲ့အခါမှာ တို့အနေနဲ့ line 80 line 90မှာပဲတို့ထားခြင်းတယ် line 80 90မှာပဲထားပြီးတော့အဲ့ line 80 line 90မှာပဲတို့ကစားခြင်းတယ်နော် territory လို့ရဆိုတော့ကအဲ clock စီကနေပြီးတော့စခဲ့တယ်လို့ပဲပြောရမယ်ဒီအရာတွေကဟုတ်ကဲ့ဘောလုံးကိုတိုင်းအသင်းဘက်အနေနဲ့ကြည့်ရင် line အနေမှာရှိရမယ်ကို့အသင်းအနေနဲ့ကြည့်ရင် line အမြင်မှာရှိရမယ်အဲ့မှာဖြောင်းဖြောင်းကြီးစတင်နေတာတစ်ခုကဘာတွေထက်လောက်ရလဲဆိုတာထက်ကိုလုံနေရတဲ့အလုပ်တွေကကို pub နဲ့မတူတာ path ဟာအင်မတန်အန္တရာယ်များတဲ့ path တွေကိုမပေးဘဲနဲ့ကိုယ့်ခြေထဲမှာခံရထားရင်းနဲ့ philosophy ကဘယ်ဘက်ကိုရောက်လာလဲဆိုတော့သူကိုယ်တိုင်လည်းပြောတယ်ဘလုံးဝဘာမှမင်းနဲ့90ကစားရင်မင်းနဲ့90ကျော်ပဲကွင်းထဲမှာရှိတာ40လောက်ကိုကိုယ်ကင်ထားလိုက်ရင်တိုင်ဘက်ကတေချာဘက်ကို7မိနစ်ပဲရတော့မယ်အဲ့7မိနစ်ကနေပြီးတော့ဟိုအဲ့7မိနစ်ဆိုတဲ့ play ကနေပြီးတော့ goal ပေးရဖို့ဆိုတာကမင်းနဲ့အစိတ် play ကနေ goal ပေးရဖို့တပ်ပုံနေတယ်။ဒါကြောင့်ဘောလုံးအဆုံးခံလို့မရဘူး။ဟုတ်ဆိုတော့ ်ဖဟာတိုက်စစ်အသာပီမဟုတ်ဘူးသူခံစင်းနဲ့ပတ်သက်ရင်တတိကြီးတယ်သူအသာပီးတာကဘောလုံးပိုင်ဆိုင်မှုကိုကိုသားပြုပြီးတော့ကစားတာကိုအသာပီးတာအဲ့တော့ကိုကဘောလုံးကင်ထားရင်းနဲ့တော့ဂိုးတွေရတယ်ရတဲ့အခါမှာမက်ဆီရှိတဲ့အခါမှာတစ်မျိုးမက်ဆီမရှိတဲ့အခါမှာတစ်မျိုးအာလဟာလိုင်းရှိတဲ့အခါမှာတစ်မျိုးအာလဟာလိုင်းမရှိတဲ့အခါမှာတစ်မျိုးဆိုတဲ့ပြဿနာမျိုးလေးတွေသူ့မှာရှိတယ်လူကိုအခြေပြုတဲ့ဒုက္ခမျိုးလေးတွေသူ့မှာရှိတယ်နော်ဒါကဟို စနစ်အားလုံးကပြည့်ပြည့်စုံနေတာမဟုတ်တဲ့အတွက်ယူဘောက်ဟာဘောက်လေးတွေရှိတယ်။ cloud ကကြတော့အဲ့ဘောလုံးမစုံရေးဆိုတဲ့အရာကြီးကိုစိတ်ဝင်စားအောင်တခါလေကျတော့ displacement shift တွေလုပ်တယ်။ဟုတ်။အဲ့အဲ့ shift တွေဟာဘောလုံးအဆုံးခံပြီးတော့လုပ်တာ။ဒါပေမဲ့ရဲ့ဒီ cassette line နောက်ဆုံး line နဲ့ကိုသမားကြားထဲမှာ space တစ်ခုရှိမယ်။ဆုံးဆုံးဒီ space ဒီတစ်ခုရှိနေမယ်။အဲ့တဲ့ဘောလုံးပြစ်ချပေးတယ် မဟာမဆလာပြေးပြီပေါ့ပြီးတော့တွေးစရာနောက်ခုပဲရှိတယ်ဆလာဘောလုံးရမှာလားဆလာဘောလုံးမရဘူးလားနောက်ခုပဲရှိတယ်အဘောလုံးမရလည်းပြဿနာမရှိဘူးဖောက်ကအဲ့ဒါကိုမကြိုက်ပေမဲ့ကလပ်ကအဲ့ဒါကိုကြိုက်တယ်ဘောလုံးမရဘူးဆိုရင်အဲ့ဒီကန်စီကစားသမားဟာသူ့နောက်ကျောကိုကြာလာတဲ့ဘောလုံးအတွက်နောက်ကိုစုံမယ်သူယူထားတဲ့နေရာမှာသူနေပိုင်ခွင့်မရှိတော့ဘူးငါစုံမယ်လို့တတ်မှတ်ပိုင်ခွင့်မရှိတော့ဘူးအဲ့ဒီအရာကိုကလပ်ရဲ့ နီးပြူဟာကဖြတ်စည်းလိုက်တယ်သူ့နောက်ကျောကိုခြားတော့မင်းရမစော့ဘူးလားမစော့ရင်နေလေမိုဆလာဘောလုံးရသွားမှာဟုတ်သူ့မဟိုဘက်မှာဆိုလည်းမန်နီဘောလုံးရသွားမှာဆိုတော့အဲ့လိုအရာမခံနိုင်တော့အနောက်ကိုဆော့သွားတယ်ဆော့တော့ပြိုင်မဲ့တိဆောက်ထားတဲ့ခံစစ်ကြောင်းကကျိုးပြတ်သွားပြီ shape ကအဲ့သူကအဲ့ဒါကိုလိုချင်တာအဲ့ဘောလုံးကိုမိုဆလာရသွားရင်ပိုကောင်းတယ်မရလည်းပြဿနာမရှိဘူးတိုင်မဲ့ခံစစ်ရဲ့ shape အဲ့တော့ခံစစ်တစ်ခု ကဒီဒီလိုအတန်းလိုက်ချလိုက်ခံစစ်တခုမှာတယောက်ကအနောက်ကိုရောက်သွားပြီဆိုရင်ကျန်တဲ့တောင်းကဆက်နေလို့မရတော့ဘာကြောင့်လဲဆိုတော့ offside line ရအနောက်ကိုဘုံဆိုပြုတ်ကျသွားဖြစ်လို့လေဟာနယ်ကြီးကျန်ခဲ့မှာဆိုတော့ကျန်တဲ့ကောင်အကုန်လိုက်ဆင်းရတယ်ဆင်းတဲ့အချိန်မှာ clock ကနောက်တဲ့ line လုံးတစ်လုံးလာတယ်ထပ်ပြီးတော့တက်ဖြေတယ်ဟုတ်သူတို့စောက်ကွာသွားတဲ့ကျန်ခဲ့တဲ့နေရာတွေကိုကိုလူတွေထပ်ပြီးတော့စိတ်ဝင်နေဆိုတော့ပုံစံမျိုးအဲ့ဒီအခါမှာ तू ကဘောလုံးပြက်ချင်းလို့မပြက်ချင်းလို့စိတ်ဝင်စားဘူးဒါပေမဲ့ သူဘာလောက်ရလဲဆိုသူအဲ့ဒါကိုလောက်ရတယ်သူကစားသမားတွေစာလောင်မှု energy ပြီးတော့တိကျမှုအရန်လိုအပ်တယ်အဲ့တော့ဒီတိကျမှုဆိုတဲ့နေမှာ pub ရဲ့အတင်းရဲ့တိကျမှုက short pass တိတိကျမှု movement တိကျမှုဟောကြတော့ movement ဟာ uncertainty passing ဟာ uncertainty မတိကျဘူးမရေရဘူးတကယ်မရေရမှုမရမှာပဲမရေရဘူးဒါပေမဲ့အဲ့ဒါကိုလောက်တယ်အဲ့တော့အဲ့မှာဘာဖြစ်လဲဆိုတော့အဲ့ဒီအနောက်ကိုဆုတ်လိုက်တဲ့အခါမှာသူပြစီသွားတဲ့ အရာကိုတိဆောက်ဖို့အတွက်ကျန်တဲ့သူကအလှည့်မြန်ပြန်တိဆောက်တဲ့အခါမှာအမားတွေပေါ်တယ်အေးအေးဆေးဆေးတိဆောက်တာမဟုတ်တဲ့အတွက်အမားတွေပေါ်တယ်အဲ့အမားတွေကိုအသုံးချဖို့လုပ်တယ်အဲ့တစ်ချက်နောက် တစ်ချက်ကအဲ့လိုဆင်းသွားတဲ့အခါမှာတိုက်ထုတ်လိုက်တယ်ဆိုရင်လာပြီပါလားဆိုတော့ second ball လာပြီ second ball ဟုတ်အဲ့ second ball ဟာဒါလိုဘူးရဲ့ပင်မအသက်ပဲလိုဘူးကအရာအလုံးကို second ball ကနေစတင်တယ်ဆိုအရာပဲဟုတ်ကဲ့ဟုတ်အဲ့တော့ဒီသူတို့ရဲ့ဒီ pressing ချင်းကပ်ပုံမာတဲ့ကိုကျွန်တော်တို့ကဒီသူ attacking ကိုသွားတဲ့အရာပေါ့နော်ဘလို့သွားလဲပေါ့ဘလုံးရသည်ဖြစ်စေမရဘူးဖြစ်စေသူတို့မှာ option တခါလေ club ကအဲ့ဒီ game design ကသူကစဉ်းစားထားပြီးတော့ဒီပုံစံကိုဟိုထုတ်ထားတာပေါ့ဟုတ်တယ်ဟုတ်တယ်ဟုတ်ကဲ့ကိုအဲ့တော့ဒီဒါကြောင့်လဲဟိုကျွန်တော်တို့ clock ကိုဒီ present နဲ့ပတ်သက်လာရင် clock ကိုပို့ပြီးတော့ဒီဥရှာထားရတယ်ကျွန်တော်တတ်မှတ်ရမှာပေါ့နော်ကိုတတ်မှတ်ရမှာပေါ့အဲ့ဒါကြောင့်လဲအဲ့လိုအဲ့လိုတတ်မှတ်တာ ်ဟုတ်ကဲ့ဟိုအဲ့တော့ကျွန်တော်တို့ခုအကိုတင်ပြဆွင်တွေ့ခဲ့တဲ့ဒီ topic နဲ့ပတ်သက်ပြီးတော့အကိုထပ်ပြီးတော့တင်ပြရစရာလေးများရှိအောင်မလားခင်ဗျရှိတယ်ရှိတယ်ဘသူပိုကောင်းလဲဆိုတာပြိုင်နေတာမဟုတ်ဘူးเนาะအကိုတို့ဟုတ်ကဲ့ကိုဟုတ်အကိုတို့ဒါကဟိုတဘောကဟိုတပင်တပင် fight ထားတဲ့အခါကြရင်ဟုတ်ကောဟိုအဲ့တပင်ကိုဟိုမြောက်တောင်ခေါ်လာမယ်အဲ့ပြီးရင်အခွေးတောင်ခေါ်လာမယ်အပင်တက်ပြန်ခိုင်းနေဘာကြောင့်လဲဆိုတော့မြောက်အတွက် မြောက်ကိုနိုင်စီကျွန်တော်မြောက်အတွက်တိဆောက်ထားတဲ့ဒီ landscape ကိုအခုတိဆောက်ဆိုတော့ဒါမျိုးမဟုတ်ဘူးအခုအခုအခုကလွယ်လွယ်ပြောရရင်အခုကအခုအစ်မင်းတပင်ဆောက်ထားရင်အခုအနေထား system အကြောင်းပြောခြင်း sorry present game အကြောင်းကိုပြောခြင်းဆိုရင်အစ်တပင်ဆောက်ထားပြီးတော့ club ဟာမြောက်ဖြစ်နေတာပဲ park ကခွေးဖြစ်နေတာပဲဟုတ်ကဲ့အဲဆိုဆိုလိုတာမျိုးပေါ့အဲဒါပေမဲ့အခုတို့ရဲ့ဒီပင်မ system ဟာအခုတို့ကဒီဘောလုံးပိုင်ဆိုင်မှုအကြောင်းပြောတယ်ဆိုရင်ဟုတ်ကဲ့ park ကမြောက်ဖြစ်နေမှာပဲနော် ဒီ cloud ကခွေးဖြစ်နေမှာပဲအဲ့တော့အဲ့နှစ်ခုကဘယ်သူကပို့ပြီးတော့အားကောင်းတယ်ဘယ်သူကဆိုရဲ high တယ်ကိုလိုပြိုင်တာမဟုတ်ဘူးဟုတ်ဒါပေမဲ့ pricing ဟာတကယ်တော့ cloud ထက် pub ကအရင်စခဲ့တယ်လို့အကောင်ယူစတယ်မြင်ခဲ့ရတယ်မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတယ်เนาะဟိုအစခဲ့ပြီမဲ့ cloud ဟာပို့ပြီးတော့ဒီ pricing နဲ့ပတ်သက်ရင်တကယ်အဓိပတိကြီးအိုးဆောင်ကြီးအဖြစ်သတ်မှတ်ခံရတယ်ဆိုတာကဒီအလုပ်ကိုပို့ပြီးတော့ယူတော်တော်လုပ်လို့ပြင်းပြင်းထန်ထန်လုပ်လို့ အဲဆိုတဲ့ဟာမျိုးအထိကပြောချင်တာပါဟုတ်ကဲ့ဟုတ်ဒါအခုလိုမျိုးပြပြဆိုဆုံးဆွေးနွေးသုံးသပ်ပေးခဲ့တဲ့အတွက်အခုကိုအထူးပဲကျေးဇူးတင်ပါတယ်ပြိသက်တွေလည်းကျွန်တော်တို့တင်ဆက်မှုကိုကျင့်တဲ့အားရလိမ့်မယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ